ုံတော်မယုံနိုင်ဘူးဆိုပြီးပြောပြလာတဲ့ဆယ်လီပုတုအားလုံးပဲမိလာပါရှင်။ပရဟိတလူလီတွေကိုလောကရင်တရောက်တနေရာကနေကိုရန်အလိုခံပေးနေတဲ့ဆယ်လီပုတုလေးကတော့အခုဆယ်လဲငလင်ဘေးတင်ပြည်သူတွေအတွက်ကိုရန်အလိုခံပေးရင်တကယ်လို့တကယ်လို့အဲ့နေတဲ့နေရာလေးတွေကိုသူကရိုက်တော့ရောက်ပြီးတော့လှူဒန်းထောက်ပံ့ပေးနေလျက်ရှိပါတယ်။ပုတုလေးကတော့အခုဆိုရင်ငလင်ပေးတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့နေရာတွေကိုတိမ်300တောင်ရောက်လှူဒန်းပေးပြီးပြီဖြစ်ပြီးအခုဆိုရင်လည်းပုတုကအလူခံတာ နှစ်ရက်တွင်မှပဲ3900ရရှိခဲ့လို့ဆိုပါရယ်။အဲဒီပုံမှန်လေးပူတူလေးကအရင်ကိုပြည်တိဖြစ်နေပြီးအလူငွေကောက်ခင်တာနဲ့ပတ်သက်ပြီးတော့လေပူတူလေးကအခုလိုပဲပြပြလာခဲ့ပါရယ်။ပူတူဟာကျွန်တော်အရင်က3300ကျော်ကိုငလင်ပေးတင်ပြည်သူတွေကိုတအားလွတ်တန်းပေးပြီးပုံတော့အခုလည်းတရက်တွင်မှ3900ရပြီးပါပြီ။နောက်3ရက်လောက်ဆိုရင်3000လောက်ရလောက်ပါရယ်။ကျွန်တော်ကစကိုင်းဖက်ကိုတအားလွတ်ပေးမှာပါ။ကျွန်တော်ကစည်ရင်နဲ့ဒါအလူခံရ စိတ်ထဲမကောင်းပါအောင်အခုငလင်ပေးကအရင်ပြီးကြတဲ့ရေပေးချက်ကိုငါးစားလောက်ပို့ဆိုရဲပုံတော့တကယ်လှူမယ်ဆိုရင်သိန်း1000လောက်မှာအဆင်ပြေမှာပေါ့ကျွန်တော်တို့စူးစမ်းပြီးလှူဒန်းပေးသွားမှာပါဆိုပြီးပြပြလာခဲ့ပါတယ်ပို့သူလေးကတော့အလူငွေထည့်ပေးကြတဲ့သူတွေကလည်းအလူငွေထည့်ကြတဲ့သူတွေကလည်းမရှိကြတဲ့ထဲကနေပေးလူတာဖြစ်လို့သူ့အနေနဲ့အခုလက်ရှိရရှိတဲ့လူငွေတွေကိုတတိယရောက်လှူဒန်းပေးသွားမှာပါဆိုပြီးပို့သူလေးကပြပြလာခဲ့ပါတယ် ပုတုလီကတော့အကိုဆွေအလှူငွေတွေကိုရတလောက်ကောက်ခံပေးနေပြီးနောက်၃ရက်လောက်ဆိုရင်တကြိမ်သွားလို့ပြီးမယ်လို့ဆိုပါရယ်ပုတုလီကသူကရန်ကျုံတွေ့ကြရတဲ့အခြေအနေပတ်သက်ပြီးတော့လည်းအခုလိုပဲကြက်ပြလာခဲ့ပါရယ်ပုတုဟာနေစရာမရှိတဲ့သူတွေလည်းအများကြီးပဲတွေ့ရတယ်။အောက်မှာပြိနေတဲ့သူတွေကလည်းမနေပါဘူး။ရေပေးထုံကားချက်ကိုအဆမတန်ပူဆိုးပါရယ်တကယ်လိုအပ်တဲ့နေရာတွေကိုရွေးချယ်ပြီးလူတန်းပေးတော့မှာပါဆိုပြီးပုတုလီကပြပြလာခဲ့ပါရယ်ဆယ်လီပုတုလီကိုတော့အားလုံးသိကြတဲ့အတိုင်း ပညာပေးဇလန်းတူလီတွေနဲ့ပရိသတ်တွေအလုံးရဲ့အားပေးချစ်ခင်မှုတွေကိုရရှိလာခဲ့တာဖြစ်ပြီးပုတ္တူလီရဲ့ပညာပေးဇလန်းတူလီတွေကိုလည်းဝိဒ္ဓရီကအခုချိန်ထိဆောင်မြောအားပေးချီးရှုနေခဲ့ကြတာပါအခုဆိုပုတ္တူလီကပရဟိတလူလီတွေကိုကြိုးစားလုပ်ကိုင်းနေပြီးပုတ္တူလီကကိုတိုမင်းနဲ့အတူတူလေအေးမြတ်တာပရဟိတအသင်းကနေချစ်မြင့်ပေးတဲ့ ပရဟိတာထူးချွန်စုကြည်ကိုရရှိကကွန်ပျူတာကံကြရပါတယ်။အခုဆိုရင်ပုတ္တလီကိုပရဟိတာလူလေးတွေမှာမြင်တွေ့လာနေရပါတယ်။ပုတ္တလီကသူကရလူခံပြီးတော့လူအပ်တဲ့နေရာလေးတွေကိုတကယ်ခက်ခဲဖြစ်နေတဲ့နေရာလေးတွေမှာလူတန်းထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ အခုဆိုရင်ပုတိုလီကပရာဟိတဂွန်ပြိုစုရီတောင်ရရှိသွားခဲ့ပြီဖြစ်တယ်လို့ဗိတ္တိရဲ့အားပေးမှုတွေကိုလည်းအရင်ကချက်ပုံမှုပြီးတော့ရရှိလာနေပြီဖြစ်ပါတယ်။အခုဆိုရင် ပုတိုလီကတော့ပရာဟိတလူလေးတွေနဲ့ဗိတ္တိရဲ့အားပေးမှုတွေကိုရရှိနေပြီးတော့သူအနေနဲ့နောက်ထပ်လည်းအခက်အခဲဖြစ်နေတဲ့သူတွေကိုစူးစမ်းပြီးတော့လူတန်းထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။အခုလိုပရာဟိတလူလေးတွေကိုစူးစမ်းလုပ်ကိုင်းလာနေတဲ့အပေါ်မှာလည်းပုတိုလီကအခုလိုပဲပြပြလာခဲ့ပါတယ်။ပုတိုလီကကျွန်တော်တို့ကုရန်အလူခန့်နဲ့ရတဲ့အလူငွေလေးတွေနဲ့လိုင်းပေါ်အားရတဲ့ဟာလေးတွေကိုပေါ ောင်းပြီးတော့တကယ်ခက်ခဲဖြစ်နေတဲ့နေရာလေးတွေမှာလူထန်ထောက်ပံ့ပေးနေပါတယ်။ကျွန်တော်ဈေးမှာတရက်ထဲကိုလူအယောက်900လောက်အကူညတောင်းကြတယ်။အခုတော့ကျွန်တော်ကတရက်ကို3ယောက်နှုန်းနဲ့အကူညပေးနေတာပေါ့နော်။နောက်ဆိုရင်အယောက်900ဆောက်အကူညပေးနိုင်ဖို့စူးစမ်းသွားမှာပါဆိုပြီးပို့သူလေးအားပြပြလာခဲ့ပါတယ်။